နှစ်ပေလောက်ရှိရပြန်ဒီဘက်မှာလည်းတကောဒီဘက်မှာအစိမ်းရဒီဘက်မှာအနေရဒါကြောင့်အမွန်ပြောက်တွေနဲ့တော်တော်လေးကိုဟိုကြည့်ရတာခန်းနိုင်ရောရုပ်ဒီကဘာရုပ်ဒီလဲတော့ကျွန်တော်လည်းမသိဘူးချူးလို့လို့ပါ မှန်မြို့မှာအရန်ကိုလှတဲ့ဒီဖရားအကြောင်းတစ်ခုသွားနေပေါ့နော်အဲ့ဖရားအကြောင်းကြီးကတော်တော်လေးလှရင်ဗျာတော်တော်လေးလှပြီးတော့တော်တော်လေးလက်ရမြောက်တယ်နောက်ပြီးတော့အဲ့ဒီဖရားအကြောင်းရဲ့ style ပေါ့နော်ကြည့်ရှောက်ထားတဲ့ style ရတယ်ချင်းမှန်မြို့မှာခုလေးရှိတဲ့ style ကိုပြောတယ် ဲ့ဒီဖျားကြောင်နာမည်ကဘာလဲဆိုတော့ Wellock Holy လို့ခေါ်တဲ့ဖျားကြောင်သွားနေတာပါချစ်မှန်ကအေးတယ်ဗျမသိလို့ရှင်အခုချိန်ကစောင်းနှင်းရောက်နေတဲ့အတိုင်းပဲအနွေးရဝမ်းမဲ့ပုံစံပေါ့နော်ကျွန်တော်တော့ဒီနေ့ကချစ်မှန်နေပြန်ပါဒါပေမဲ့မပြန်ခင်လေးမှာကျွန်တော်ဘောရာရီကိုအဲ့လိုမျိုးပေါ့နော်ဒီဒီဖျားရီကိုကျွန်တော်ရိုက်ပြရကျွန်တော်

ရဲအောင်ကြောင်ကြရဗျာကြောင်ကြပြီးတော့နောက်တော့ခွေးတွေလည်းရှိတယ်ဗျာအဲကျွန်တော်ခုချိန်မှာပဲထားလိုက်တာအခုကတော့9နာရီခွဲသွားပြီဒါပေမဲ့ကျွန်တော်ဟိုတယ်နေအဲ့ဒီဖျားနေတော့တိတ်မိုးကြီးအဲ့ဒါဆိုရင်မနက်စောစောမှာ exercise လုပ်တဲ့လူရှိရတယ်။ foreigner လည်းရှိတယ်။ကပ်လီလည်းရှိတယ်။သုံးပဲဗျာ။ ဒီလေးမှာပင်းမြင့်ကြီးကျွန်တော်ခုသွားနေတဲ့ဖရာကချင်းမိုင်ရဲ့ Old City ထဲမှာလည်းရှိရပါတော့ချင်းမိုင် View House ထဲမှာလည်းရှိ ာတွေလမ်းနေတာတော်တော်တန့်ရှင်းနေတယ်။အဲတရုတ်ပိုင်းနဲ့အစာဦးတွေဖြစ်နေတယ်။တရုတ်စာတွေကျွန်တော်ခုနေ့ရောက်ခဲ့တဲ့တက်ဖဲခိတ်ဆိုတဲ့နေရာပေါ့ဒီကျွန်တော်သွားမဲ့ဖရရတယ်ဒီညနေကြီးအဲကျွန်တော်အဲဒီတက်ဖဲခိတ်ခဲ့ရထွက်လိုက်တော့ မမှန်ဆုံးတော့ဟိုဘက်ကပတ်နေအောင်ပဲလောင်းမမနင်းလိုက်ရအောင်15မိနစ်လောက်ပဲနင်းလိုက်ရတယ်ဒီရောက်ဒီမှာဒီကက်ထုံမော့ကထိန်ပွဲအတွက်တော့တော်တော်ပြင်ဆင်လိုက်ရမှာဇက်ယုံကြီးဟိုဇက်ယုံဟိုမော့ state state scene နေပါခင်းတာ ိန်းတို့ပဲဆိုငှားရှိလို့ရတယ်။ရဲနဲ့လည်းငှားရှိလို့ရတယ်။ဓာပင်းနဲ့လည်းငှားရှိလို့ရတယ်။ဆိုင်ကတစ်လလုံးငှားလို့ရှိရင်2500လောက်ပေးရတော့နော်။700ရက်တစ်ရက်ကို200ကျော်လောက်ပေးရ ကားရှင်းနေမှာမိုက်တယ်သူကကားမလျှော့ရအောင်ကစပီဒ်ရမလျှော့တာလေအဲ့လိုမျိုးအဲ့တော့ကျွန်တော်လက်တစ်ဖက်လှုပ်ပြီးတော့နင်းရအောင်အဆင်မပြေဘူးဖြစ်ရှင်းမှလည်းဒါမျိုးရိုးအဟောင်းကြီးပဲဒီဘက်ကမျိုးရိုးတွေကတော့ဒီလက်ရအဟောင်းဖြစ်ပေါ်များအုတ်ချက်တွေကလည်းအဟောင်းတွေပေါ့နော် ကျွန်တော်ကျွန်တော်ပေါ်ရာကိုရိုက်ပြရခြင်းနဲ့ခရားဆိုတာဒီခရားပဲဒီနေရာနေပဲကြည့်ကြည့်ရောဟွာတော်တော်လေးပြောမယ်ဆိုရင်တက်ပဲရောပါနော်ဟိုလက်ရလေးညောက်တယ်လို့ပြောလို့ရတယ်ဒီဖျားကြီးရဲ့ဘွဲတော်ကဝက်လော့မူလီလို့ခေါ်တယ် ရှေ့မှာဆိုရင်လူယုတ်ကြီးရှေ့လူယုတ်ကြီးကခုနှစ်ပေလောက်ရှိတယ်ဗျဒီဘက်မှာလည်းတကောဒီဘက်မှာအစိမ်းရဒီဘက်မှာအနီးရမုံမှာဆိုလို့ရှိရင်လည်းအင်္ဂလိပ်ပိုင်းတွေတော်တော်လေးပြလာတယ် ို့ပကံမုံမျိုးဝင်ရတယ်လို့ပဲအာအုတ်ချက်တင်လာအဟောင်းလာတော့မပြောတော့ဘူးဒါပေမဲ့ကြွားနေတာမတွေ့ဖြစ်နေဒီမှာဆိုရင်စင်ယုံကြီးရရှိတယ်ဒီဖျားသမိုင်းကိုကျွန်တော်လေးလာလို့ရတော့ပြောရမယ်ဆိုရင်တော့ဒီဖျားက14ရာစုကကြီးခဲ့တဲ့ဖျားလို့ပဲပြောတယ် AC ဓာတ်ပုံရိုက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့မနက်စောစောပိုင်းလာတာတော့အကြံပြုရပါတော့ညနေပိုင်းဆိုရင်ခရီးမိရထွန်းလိုက်တဲ့အခါကျတော့အရန်ကိုအသက်ပဲရဆိုတာကအရန်လှပါရဲ့ဗျအရန်လှပါပြီးတော့ဓာတ်ပုံရိုက်တဲ့လူတွေတအားများတယ်ဒီရှင်းမှာဆိုလို့ရှိရင်အဲ့လိုဓာတ်ပုံတော်ရိုက်လို့မရတော့ဘူးဗျကိုရိုက်မှဆိုတယောက်ကဖြတ်သွားလိုက်တယောက်ကအရှိရလာလိုက်အဲ့လိုမျိုးဖြစ်နေရပါကျွန်တော်ပြီးမှဖရာအတမိုင်အောင်လည်းထပ်ပြောပြမယ် တွက်မှလည်းကျွန်တော်ဗမာလိုဆိုဘယ်လိုဘယ်လိုခေါ်မလဲငှက်မြက်နာတော့ရှိရဲ့တိုင်လို့ခေါ်မှာဂျိုတိုင်လို့ခေါ်မှာအဲ့လိုမျိုးပေါ့နော်ဆရာကျောင်းအမွန်ပြောက်တွေနဲ့တော်တော်လေးကိုဟိုကြည့်ရတာခန်းနာရပေါ့ဗျာခန်းနာရလို့ပြောလို့မရဘူးဗျာဘယ်လိုပေါ့မလဲနူးညံ့ပြီးတော့ပြော့ပြောင်းနေလို့ခံစားကျွန်တော်ကိုဖျားဝင်ကို ဘတ်အရှင်ပတ်မယ်သပြီးွားတော့မှတနေရာချင်းစီကိုဝင်ပြီးတော့သူနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့နေရာကြီးကျွန်တော်ရိုက်ပြအောင်ဟုတ်လားမုန်းပြောက်တွေတော်တော်များရဲ့ဗျာ ိခဲ့တဲ့ခေါင်းလောင်းကိုပြောတယ်။နောက်ပြီးတော့ဒီရုပ်တွေဒီရုပ်တွေကဘာရုပ်တွေလဲတော့ကျွန်တော်လည်းမသိဘူးချူးလို့ပြောတာဒီလိုရရဲ့ ဒါပေမဲ့ light hit light hit ဆိုဖြည်းဖြည်းတီးပါလေကျွန်တော်တီးကြည့်မယ်

ဖရားရမဟုတ်ဘူးတဲ့မှာဆိုရတယ်ဓာောင်းနေနှကားတွေပေါ့ဗျာအဲ့လိုမျိုးထားကြဒီမှာကဒါဝက်လော့မော်လီဆိုတဲ့ဖရားကြီးဒါလွယ်ကြုံအတွက်ဆင်နာတာပေါ့ အရာရဲ့အပေါ်ဘက်မှာဆိုလို့ရှိရင်မျက်နှာစာ၄ခုမှာစင်တူတော်၄စုရှိတယ်။အဲဒီစင်တူတော်ကိုဒီအောက်ကနေပြီးတော့စတီးနဲ့အဲ့လိုရေတွေပါကတ်လို့ရတယ်။ကျွန်တော်ပန်းရထားပါဘုမာကောဆိုရင် ရထားနဲ့ပေါ့နော်ဒီပေါ်ရေကတ်တာဒီဝါးကြီးတော်လေးနဲ့ဒီမှာရေဖြည့်ပြီးတော့စတိကိုဆွဲပြီးအပေါ်တင်လိုက်ပြီးတော့ဒီခရီးရဲ့အရှိမကြတော့ဟာရှိတယ်။ကြောက်ခွက်တစ်ခုရှိရပါတော့နော်။အဲကြောက်ခွက်တွေကိုတရားနေရေလှမ်းပြီးတော့ကတ်တာပေါ့။ တော့ဖရားရဲ့ဒီဒေါင်လေးတောင်မှာရှင်သေယုတ်လေးယုတ်ရှိပြီးတော့ဒီဘက်ကရှင်သေယုတ်တွေကဒီကောင်တန်းကျွတ်ပေါ့နော်ဟိုဘက်မှာလည်းတန်းကျွတ်ပဲဒါပေမဲ့ဟိုဘက်ချမ်းရှင်သေယုတ်တွေကြတော့ဆင်းနဲ့လောက်တာဒီဖရားမှာပတ်ထားရဲ့တင်ငန်းစလို့အစာရပါအဲ့ဆိုင်မှာစာရေးရရရဲ့ အဲ့ဒါဘာလဲဆိုတာကိုလည်းကျွန်တော်ရှင်းပြပြီးဘလို့စေတော့တခြားလေးလိုက်ကြည့်လိုက်ပါအရင်တော့အပေါ်တက်လို့ရရဲ့ပုံစံရှိရမယ်တူဒီမှာလဲကျွန်တော်ပြောရဲ့အချင်းတည့်ရုပ်ဒါလဲတန်ကျွန်းနဲ့လုပ်တာ ဒီကိုရောက်တယ်လို့တကူကိုလွမ်းတယ်လို့လို့ပါလို့ဒါကြတော့ဆင်းနေလို့ထားဆင်းအယုတ်ဖြစ်သွားတာဒီဖျားက14ရာစုတုန်းကစောက်ခဲ့တဲ့ဖျားလို့ပြောတယ်အဲ့တော့မင်းဆက်ဆိုလို့ရှိရင်ဒီကောင်ကလန်နာပေါ့လန်နာမင်းဆက်လို့ခေါ်တယ်လန်နာမင်းဆက်က1200ခုနှစ်ပေါ့နော်12ရာစု နောင်ပိုင်းကနေစပြီးတော့သူက18ရာစုနောင်ပိုင်းလောက်မှာတော့ပြတ်သွားတယ်လို့ပြောတယ်။အဲ့ချိန်တုန်းကဒီဒုတိယမြောက်မင်းဆက်လောက်ဖြစ်မဲ့ထင်တယ်။အဲ့ဒီမင်းကနေပြီးတော့သူကဒီဖာသာကြီးကိုအရန်လုပ်တယ်မင်းဖြစ်တဲ့အခါကျတော့သာသနာပြန်ပွားဖို့အတွက်ဆိုပြီးတော့ဒီနေရာမှာအရင်ဆုံးစတဲ့တာဖုံးကြောင်တဲလိုက်တာဖုံးကြောင်တဲပြီးတော့စာသင်တိုင်းဖြစ်တုံးပြီးတော့ဗောနော် ါပေမဲ့အဲ့ဒီမင်းဆက်ပြီးွားတော့နောက်မင်းဆက်တက်လာတဲ့အခါမှာလေအဲမင်းဆက်နာမည်ကတော့ King Kuna လို့ခေါ်တယ်သူ time ဆိုတော့ english လို့ပေါင်းလာတော့ကျွန်တော်အတန်တော့မှားကောင်းမှားနိုင်တာပေါ့နော်အဲ့ဒီမင်းဆက်ခက်မှာကြတော့ဒီနေရာမှာ CD တဲလိုက်တယ် CD တဲပြီးတော့ဒီ king kuna ပြီးတော့ king maharaja လက်ထပ်မှာကြတော့ဒီ CD ကိုပြန်ပြီးတော့ထိမ့်သိမ့်ပါပေါ့နော်အဲ့ဒီ maharaja ဆုံးသွားတဲ့အချိန်ကျတော့မဟာရာဇာရဲ့မိဖုရားကနေပြီးတော့ဒီမင်းကြီးမင်းသားတွေဒီဘရင်မျိုးဆက်တွေဆုံးလို့ရှိရင်သူတို့ရဲ့အယိုးပြာကိုဒီဖုရားမှာဟိုဘယ်လိုခေါ်မလဲဌာပနာရလို့ပြောလို့ရပါတော့။ဖုရားမှာဌာပနာပြီးတော့ဒီဖုရားကိုဆက်ပြီးတော့ကိုးကွယ်ရပေါ့။အဲ့တော့ဒီဖုရားဆိုလို့ရှိရင်လန်နာမင်းစိတ်ရဲ့တမိုင်းနေနဲ့အများကြီးဆက်ဆက်တယ်။ နောက်ပြီးတော့ဒီဒီမင်းဆက်ကြီးတစ်ခုလုံးရဲ့မျိုးဆက်တင်တယ်လေသဆိုင်ရဲ့ဖရားပေါ့နော်အဲ့တော့တမိုင်းရန်ကြီးရဲ့ဖရားလို့ပြောကြတယ်ဒီမှာတွေ့ရတဲ့အဝတ်အဝါကတော့ဒါဆူတောင်းစာရေးတာပေါ့နော်ဒီအဝတ်အဝါကြီးကိုဒီနေရာမှာဒီလိုစာရီမရေးခင်မှာကြတော့ဘာလုပ်လဲဆိုတော့အဝတ်စာကြီးကိုဖရားမှာအရင်ပတ်တယ်ပတ်ပြီးွားလို့ရှိရင်ဒီကျွန်တော်တို့ ိတ်ထတင်တဲ့ပုံစံပေါ့ဒီဖះကိုလာဖူးတဲ့သူတွေရောဒီဖះမှာရှိတဲ့ဆရာတော်တွေရောဒီไอ้ဖះကိုတပတ်ပတ်တိုင်းမှာဖះစာရေးယူပြီးပတ်တယ်ပေါ့ဗျာဖះစာရေးယူပြီးပတ်တယ်ပြီးွားလို့ရှိရင်အဲ့ပိတ်စာကြီးကိုပြန်ချတယ်ပြန်ချပြီးွားလို့ရှိရင်အဲ့ပိတ်စာကြီးကိုကျွန်တော်တို့ရက်ကန်းစင်လိုမျိုးစင်ကြီးပုံမှာတင်ပြီးတော့လာတဲ့လူတွေကနေပြီးတော့သူတို့ရဲ့အခက်အခဲဒုက္ခတွေတိုင်းနဲ့ပတ်သက်ပြီးဆူတောင်းလာရေးကြတယ် အဲ့လိုရေးပြီးသွားပြီဆိုတဲ့ခါကျတော့မှဒီဒီဖရားကိုပြန်ပတ်တာပေါ့အဲ့လိုမျိုးပိတ်အုပ်တွေကဖရားတွေဖရားတွေတိုင်းမှာလည်းအများကြီးရှိပြော့ဖရားတစုတည်းမှာဆိုရင်ဒီလိုပိတ်အုပ်တွေကအများကြီးရှိတယ်ဒီဆူတောင်းစာရေးပြည့်သွားပြီဆိုရင်တလိမ့်လိမ့်ပြန်တင်တယ်နောက်ပိတ်စာတစ်ခုပြန်ပတ်တယ်အဲ့လိုမျိုးပုံစံပေါ့နော်ဒီလိုမျိုးရေးပြီးစုတောင်းရင်လည်းပြည့်ရဲဆိုပြီးယုံကြည်ကြရအောင်ပေါ့ကျွန်တော်တို့မှဂျိုင်းစုတက်ဆိုတဲ့ တောင်ပေါ်ကဖရားတစုမှာကျွန်တော်ဆူတောင်းခဲ့တည်ဒီမှာကကျွန်တော်တို့ဖရားကြီးရှိတဲ့နေရာကြီးတော်တော်များများမှာမရှိလဲဆိုတော့ wet နဲ့ drying ဆိုပြီးတော့ရှိတယ် wet ဆိုတာကတော့ monastery ကြီးကိုပူဇော်ပြီး drying ကတော့ mountain ကိုခေါ်တာပေါ့နော်ဒါဖရားတမန်ကတော့ကျွန်တော်ဒီတလောက်တော့အဲ့လောက်ပဲ ရှိမှကြတော့ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အခြားအစာအုပ်တွေရှိသေးတယ်။အဲ့ဒီအစာအုပ်တွေတော့ကျွန်တော်ဝင်ကြည့်မယ်။သမိုင်းကြောင်းတော့ကျွန်တော်တခြားမသိဘူးပေါ့နော်။အခုဆိုရင်ဓာတ်ပုံရိုက်တဲ့ကြီးရောက်လာကြတယ်။ဘယ်ကနေကမှမလို့ရအောင်ဆုံးဖြတ်ချက် လောကနဲ့ယုတ်ခုလားဒီနောက်မှာဒါခြေပန်းလေးနဲ့စပရေးလုပ်တာနော်ဒီစပရေးကဟို smell ရှိရမှုရပါတော့မာလေးရှိအောင်ရှင်းပြပါဦးဘောမတော့ဒါ ီခင်းမဟာရာဇာရဲ့ရုပ်စုဆက် စမောက်မဟုတ်ဘူးရေကိုထိတ်ကိုခွာညာလွတ်လိုက်တဲ့အခါကျတော့သူကစပရေးလိုဖြစ်သွားတယ်အဲ့လိုပဲဒီရေတွေကလည်းမှုရပါတော့ဒီအမှုတွေကလည်းမှုရဒီမှာထိုင်နေတာဆိုလို့ရှိရင်ဒီမှာထိုင်နေတာနှစ်ယောက်ကြောင့်ဟိုအပေါ်တရားအဲ့ဒါဒီခရားရဲ့ရုပ်ဒီခရားရုပ်ကိုလည်းဆူတောင်းရတယ် ဆူတောင်းပြည့်ရလို့ပြောနေကြရတယ်။အဲ့တော့ဒီတူဝေတွေနေပါလေဒီမှာမေးရဲ့အဲ Chinese တော်များများပါဒီညာကိုပို့ပဲကြတယ်။ကျွန်တော်အပေါ်တော့တက်ပြီးမရိုက်ကြတော့ဘောနော်။အဲမှာခြားလူတွေရှိနေတယ်။နောက်ထပ်ထူးခြားချက်တစ်ခုကကြတော့ဒီအဆောင်ပေါ့။ဒီအဆောင်နဲ့ဖျားမျက်နှာအလှဲ့ပေါ့။ ှင်းမြင်မှာရှိတဲ့ဘုရားအဆောင်တော်များများနဲ့ဘုရားမျက်နှာမူတာကသူကရှေ့ရဲ့ကိုမျက်နှာမူတာလေဒါပေမဲ့ဒီဘုရားရဲ့မျက်နှာတော်ကတော့အနောက်ဘက်ကိုဖြစ်နေတယ်။ဒါကြောင့်အနောက်ဘက်ရဲ့ပုံနဲ့တည်ရတယ်ဆိုတော့ဒီနေရာမှာက ဘယင်းနေမင်းမင်းသားတွေရဲ့အရိုးပြအုပ်ကြီးရရှိတဲ့အတွက်ကြောင့်အာလမ်းဆွေးခြင်းအထိမ်းမဲ့ပုံပါတော့နော်အဲ့တော့ဒါဘုရားအနောက်ဘက်ကိုမျက်နှာလှည့်ပြီးတော့ထိုင်နေပုံမှန်တည်ရတာလို့ပြောတယ်နောက်ပြီးတော့ချင်းမိုင်မြို့မှာဘုရားအနောက်ဘက်ကိုတည့်ပြီးမျက်နှာမူပြီးတော့ပေါ့နော်တည်ရတယ်အဲ့တော့ဘုရားအကြောင်းဆောင်ကလည်းအနောက်ဘက်ကိုမျက်နှာမူပြီးတော့ဆက်ထားရဲဆိုတော့ဘုရားက ဝက်လော့မူဗီဆိုရဲဒီခရတစုပဲရှိတယ်လို့ပြောတယ်ဒါကျွန်တော်တည်တယ်လို့ပြောဗျာဒီမှာဆိုလဲသူတို့ရဲ့ဘုဒ္ဓဝင်ကြီးရှိချင်းမိတ်မှာရှိတဲ့ဘယ်ဖះမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုဖះရဲ့ဆောင်းနှန်းကြီး ီလိုပထမယုံနေထဲမှာဆိုလို့ရှိရင်ညနေတိုင်းညနေတိုင်းတန်ဃာတော်တွေကစုပြီးတော့ငဲတန်းကိုအထမ်းရွတ်တယ်လို့ပေါ့ဗျာအဲ့လိုရွတ်ဖတ်တာတွေလောက်ကြတယ်ဒါကျွန်တော်ရောက်ခဲ့ဖရားတိုင်းမှာတွေ့ရပါတော့เนาะတော်တော်များများဖရားနဲ့ဘုံကြောင်နဲ့တွဲပြီးတော့ရှိတာများတယ်ကျွန်တော်ဘုဘေးမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုရှိတယ်ဒါပေမဲ့သမိုင်းအောင်တော့ကျွန်တော်မသိဘူးเนาะ ဒီလန်နာမင်းဆက်ဆိုတာလေဗျာပြောမှာဆိုလို့ရှိရင်သူကရှမ်းအနယ်ဝင်မင်းဆက်ပေါ့နော်ရှမ်းအနယ်ဝင်မင်းဆက်ဖြစ်တဲ့အခါကျတော့သူရဲ့ပြည်သူကြီးဆိုလို့ရှိရင်အာခီဆိုလို့ရှိရင်ကျွန်တော်တို့ဒီရှမ်းပြည်ဘက်ကအာခီနဲ့တူရဲ့လန်နာမင်းဆက်ရဲ့ငကိုအစားတော့သူကချင်းရိုင်မှာစားတာပေါ့ချင်းရိုင်မှာစားချင်းရိုင်ကလာအိုနဲ့ချမ်းပြည်နဲ့စာမှာရှိနေပြီးတော့အဲ့ဒီရဲ့ရင်ကျင်းမှုတွေကလည်းဆက်ဆက်နေတယ်တချို့ပြောတာတော့ န္တာမင်းဆက်ဆိုတာကတော့ရှမ်းမင်းကိုပဲပြောကြတယ်ပြီးတော့မှဒီရှမ်းမင်းနေရာနေပြီးတော့ဒီချင်းမိုင်မှာပြန်ပြီးမျိုးတက်တင်တာပေါ့နော်ပြောမယ်ဆိုမင်းနေဆိုပေမဲ့သူကနိုင်ငံအသေးတင်မြေသေးဒီရမင်းလီမင်းနေလို့မျိုးနော်အဲ့တော့သူကဒီမင်းတစ်ပါးရဲ့မဟုတ်ဘဲနဲ့ဒီဒီမှာချင်းမိုင်ကတော့မင်းသုံးပါးစုပြီးတော့ main တော့မှာစုပြီးတော့ချင်းမိုင်မြို့ကိုတည်လိုက်တာလို့ပြောရအောင်နော်။အဲပြောမယ်ဆိုလို့ရှိရင်မဟာမိတ်လုပ်ပြီးတော့ဗျာ။ချင်းမိုင်ရဲ့အတိဘယ်ကဟိုကမြို့တစ်ကိုခေါ်တယ်။ခုကျွန်တော်ပြမယ်နေရာကြတော့ဝက်လော်မူဗီဝက်လော်မူဗီဖရားရဲ့ဘေးမှာရှိရအောင်နော်။ တဘာဝရဲ့ရုပ်ထုဖြစ်နေရတယ်။ဒါပေမဲ့ဒီတမိုင်းကြီးကတော့ရှားလို့မရဘူး။သူတို့သိပြီးတော့တရားဝင်တမိုင်းလို့သိမရှိဘူးလေ။စာထဲမှာလည်းရှားဖတ်တာမတွေ့ဘူးပေါ့နော်။ဥမာပကံတမိုင်းဆိုရင်ညာရှားကြည့်လိုက်လို့ရတယ်။ဒီမှာကျအဲ့လိုမျိုးသိမတွေ့ရဘူး။ဘာကြောင့်လဲကျွန်တော်လည်းမသိဘူး။တသားလုံးမှာဆွဲလာ ောက်ပြီးတော့ဟိုဘက်မှာစီတခုရှိတယ်အဲ့စီရတယ်ဒါရှေးဆောင်စီပေါ့နော်စီရကျွန်တော်တို့ဒီလိုလှဲထားဆိုလို့ရှိရင်ဆယ်ပြီတော့ရှိရတယ်တကယ်လည်းတီးလို့ရတယ်နောက်ပြီးတော့ထူးကြတာက ဘာလဲဆိုတော့ PC ကြီးကလုတ်ထားကျွန်တော်တို့တည်ရဆိုရင်ဗျာနွားတည်ရိုကျွဲတည်ရိုဘာလို့ညာလို့ပဲတည်ရပါတော့เนาะသူကတော့အဲ့လိုတည်ရမဟုတ်ဘူးဗျာဒါရအောင်တီးလို့ရတယ်มาแล้วดีก็ยาทําไมมาจิอมวยดีจิ အဲ့လိုမျိုးအဒီငယ်ကတော့လောလောဆယ်မှာတော့ဒီဒီဒီမှာရှိတဲ့ correct လုပ်တဲ့လူတွေကအထမင်းစားနာတာလို့ပြောအောင်လုပ်ကြအောင်ပေါ့နော်ဒါတော့ကျွန်တော်တော့ကြည့်သလားဒါ wallet မော်ဒီရဲ့တမိုင်းပေါ့ဗျာ ထဲမှာရှိတဲ့စိတ်ဝင်စားမှုကောင်းတဲ့နေရာတွေကိုရိုက်ပြပေးပြပါတယ်เนาะတမိုင်းကိုလည်းကျွန်တော်ဒီတော့ပြောပြပါရစေတော့ကျွန်တော်ပြန်มาတော့မယ်ဒီနေ့ကတော့ကျွန်တော် wallet molly တစ်ခုပဲရိုက်มาပါเนาะ